ပြီးခဲ့တဲ့လကမှအစ်စ်ပြင်းရင်းရေးစာချုပ်ချုပ်ဆိုထားပေမဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြားကနေဆက်တင်းမာမှုတွေဟာအခုရပိုင်းအတွင်းတိတိသားသားပြန်လည်မြင့်တက်လာနေပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာစစ်ရဲစရေသဘောတူညီချက်ကိုချိုးဖောက်ကြောင်းအပြန်အလှန်ဆွဆွဲဝေဖန်နေကြတာပါ။နိုဝင်ဘာလ12ရက်နေ့မှာတော့ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနကထိုင်းစစ်တပ်ကရန်စပစ်ခတ်မှုတွေကြောင့်နေဆက်ကြေးရွာတစ်ခုမှာရွာသားတယောက်တိတ်ဆုံးပြီး၅ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ထိုင်းစစ်တပ်ကတော့အဲ့ဒီဆွဆွဲချက်ကိုအတိအလင်းညှင်းဆိုခဲ့ပြီးကမ္ဘောဒီးယားဟာအဖြစ်မှန်တွေကိုလိုရာဆွဲပြီးလှည့်စားပုံဖော်နေတယ်လို့တုတ်ပြန်ခဲ့ပါတယ်။တကယ်တမ်းမှာတော့ကမ္ဘောဒီးယားဟာလုံနေကြအတိုင်းပြည်ထနာကိုအရင်ဆရှာပြီးနောက်ဆက်တွဲသတင်းအချက်အလက်များတွေကိုဖြန့်ဝေနေချင်တာဖြစ်တယ်လို့ထိုင်းစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရအရာရှိဗိုလ်ချုပ်ဝင်းထိုင်းစူဝါရီကပြောကြားခဲ့ပါတယ်။တကယ်တမ်းမှာတော့ကမ္ဘောဒီးယားစစ်သားတွေကသာရန်ဆကြတာဖြစ်ပြီးထိုင်းကတုတ်ပြန်ရမှာတော့ အရက်သားတွေကိုလူသားတိုင်းအဖြစ်အသုံးချအကောက်အွယ်ယူခဲ့တယ်လို့ဝန်ထိုင်ကဆိုထားပါတယ်။နိုဝင်ဘာလ12ရက်နေ့ကအခောက်ဆွန်ပြည်နယ်တဲကဘန်တောင်ယာကူနာမှာထိုင်းစစ်တပ်တွေရှိနေတဲ့နေရာစီကမ္ဘောဒီးယားကအစတင်ပြတ်ခတ်ခဲ့ကြောင်းဒါကြောင့်ထိုင်းစစ်သားတွေကအကောက်အွယ်ယူပြီးကြီးစံလာရစီတုတ်ပြန်ပြတ်ခတ်ခဲ့တာဖြစ်ကြောင်းအဲ့ဒီလိုတုတ်ပြန်ရမှလဲတစ်ဖက်ကရန်လိုမှုကိုတားဆီးရုံသာထိုင်းရဲ့အချုပ်အခြာအာဏာနဲ့ထိုင်းစစ်သားတွေရဲ့လုံခြုံရေးကိုကာကွယ်နိုင်ရုံလောက်သာ ထိန်ထိန်တိမ်တိမ်ဆောင်ရွက်ခဲ့ကြောင်းဝင်ထိုင်ကစပြောပါတယ်။ဒါကြောင့်ကမ္ဘောဒီးယားကဆက်ဆွဲတဲ့ထိုင်းဘက်ကအပြစ်ရသဘောတူညီချက်ကိုချိုးဖောက်ပြီးစပစ်တယ်ဆိုတဲ့အချက်ကလုံးဝမှားရင်ကြောင်းအရက်သားတွေကြောင့်ပုံအောင်ပြီးမှအရန်စပစ်ခတ်တဲ့ကမ္ဘောဒီးယားရဲ့လုပ်ရကသာပြည်သူတွေကိုလူသားတိုင်းအဖြစ်အမျက်ထုတ်မှုမြောက်နေကြောင်းဝင်ထိုင်ကဆက်ဆွဲသွားပါတယ်။အခုသတင်းပတ်အစောပိုင်းတုန်းကထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာမြေမြုပ်မိုင်းပောက်ကွဲပြီးထိုင်းစစ်သားနှစ်ယောက်ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်း နှစ်ဖက်ကြားတင်းမာမှုတွေက ပိုပြီးဆိုးရွားလာနေပါတယ်။အဒီဖြစ်စဉ်ပြီးမှထိုင်းက CSR သဘောတူညီချက်ပါလုပ်ငန်းစဉ်တွေအကောင့်ထဲဖော်မှုကိုဆိုင်းငံ့ထားမယ်လို့ကြေညာခဲ့ပြီးကမ္ဘောဒီးယားအနေနဲ့တရားဝင်တောင်းပန်ရမယ်လို့တောင်းဆိုထားပါတယ်။ဒါပေမဲ့ကမ္ဘောဒီးယားကတော့တုံ့ပြန်မှုမရှိကြပါဘူး။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနေဆက်တင်းမာမှုတွေကိုအကြမ်းပြုပြီးဇူလိုင်24ရက်ကနေ28ရက်ထိတိုက်ပွဲဖြစ်ပွားခဲ့ပြီးအဲ့ဒီနောက်မှာတော့အပြစ်ရသဘောတူညီမှုရရှိခဲ့ကြပါတယ်။ပြီးခဲ့တဲ့လောက်ကွန်ပိုင်းမှာတော့ အမေရိကန်နဲ့မလေးရှားအစိုးရတွေရဲ့ဂျာဝင်စစ်ဆက်ပေးမှုနဲ့တူနှစ်နိုင်ငံစစ်ရေးစစ်ရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါရှင့်